ားလုံးပဲမင်္ဂလာပါ။ Doan Sport ပိတ်သက်အားလုံးလည်းမင်္ဂလာပါ။အသက်40ဆိုရင်ပဲဂိုးသွင်းချမ်းနေစေဂိုကြီးရော်နယ်ဒိုအပါဝင်အခြားသောစိတ်ဝင်စားဖွယ်ရောက်ကိုတင်ဆက်ပေးကြပါလိမ့်။ရော်နယ်ဒိုဟာယမနီကအာရှချန်ပီယံလီးပွဲစဉ်မှာဂိုးသွင်း BN တမိုင်းမှတ်တမ်းသစ်ထပ်မံ site to လာခဲ့ပြီးဖြစ်ပါလိမ့်။ရော်နယ်ဒိုရဲ့နောက်ဆုံးအသင်းက3ဂိုးဂိုးမရှိတဲ့နိုင်ရောင်ရှိခဲ့တဲ့ချန်ပီယံလီး Quarter Final ကိုတက်ရောက်နိုင်ခဲ့တဲ့ပွဲမှာပီရန်ဒီကနေတဲ့ဆင့်ဂိုးသွင်းယူနိုင်ခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဂျန်နိုင်ဂိုး2ဂိုးတော့တိုက်စင်မှုဒူရန်ကသွင်းယူပေးတာလည်းပဲဖြစ်ပါလိမ့်။ တေသင်းကခရစ်စတီယာနိုရတိုအတွက်ကစားမဘွား928ခုမြောက်တွင်းကိုလည်းပဲဖြစ်ပါလိမ့်အေးဆေးဖော်ပြချက်ရခရစ်စတီယာနိုရတို့ဟာဒီသွင်းကိုကြောင့်အသက်30ကျော်ပြီးမှပဲသွင်းယူခဲ့တဲ့ပမာဏဟာအသက်30နှစ်အောက်ကာလအတွင်းသွင်းယူခဲ့တဲ့ကိုအရေးတွက်ထထောင်ပိုပြီးသွင်းယူနိုင်ကြောင်းသိရှိရပါလိမ့်။ရော်လင်နိုအသက်30မပြည့်ခင်တုန်းကပေါ်ဂီစပိုတင်မိုင်းနာတဲ့ရီယယ်မက်ထွေအသင်းအတွက်463ဂိုးသွင်းယူနိုင်ခဲ့ပြီး အသက်30ပြည့်ပြီးတဲ့အချိန်မှာပေါ်ဂီရီယယ်မက်ထရစ်ဂျူမင်နဲ့မန်ယူနိုက်တက်အင်ဆာတို့မှာတွင်းဂိုပေါင်း464ဂိုအထိတွင်းယူထားနိုင်ကြတာလည်းပဲဖြစ်ပါလိမ့်။ရော်ဒိုတယောက်အသက်30ပြည့်ပြီးတဲ့အချိန်မှာချန်ပီယံလိဖလား9ချိန်ထဲကနေ3ချိန်ရရှိခဲ့သလိုမှတ်ပြီးလား6ချိန်မှလည်း3ချိန်ရရှိခဲ့သလိုနောက်တဲ့ဘလွန်နီယော9ချိန်မှ2ချိန်ရယူထားနိုင်ကြတာဖြစ်ပါလိမ့်။နောက်ပြီးတော့သူအသက်30တနှစ်မှာပဲပေါ်ရီနဲ့အတူယူရို2016ဘလောက်ကိုလည်းစကူရရှိခဲ့တာလည်းပဲဖြစ်ပါလိမ့် ရော်နယ်ဒိုအနောက်23နှစ်စောပိုင်းမှာနေစာအသင်းကိုပြောင်းရွှေ့ပြီးနောက်တရားနှစ်ပွဲစာထားရမှာ60နှစ်တကူအထိတွင်းယူထားတာလည်းပဲဖြစ်ပါလိမ့်အခုဆိုရင်ရော်နယ်ဒိုဟာ sorry လေးမှာရောအာရှချန်ပီယံလိမှာပါဂိုးအများဆုံးတွင်းယူသူတယောက်ဖြစ်လာခဲ့ပြီဖြစ်ပါလိမ့် sorry လေးမှာ78ကိုအာချချန်ပီယံလိမှာ9ကိုးနဲ့သူကထိတ်ဆုံးကရက်တီနေတာလည်းပဲဖြစ်ပါလေ PSD နဲ့ပွဲကိုကျွန်တော်တို့သိရင်စားမှာမဟုတ်ဘူးလို့ဖွင့်ရပြောဆိုလာတယ်နေပြအာနေဆိုတော့ နေပြည်တော်ကဆိုတော့က BSD အသင်းကိုချော့ဖြတ်ပြီးချန်ပီယံလိဂ်ကလာဖိုင်နယ်ကိုတက်ရောက်နိုင်ရည်အတွက်အခုရာသီအကောင်းဆုံးခြေစွမ်းရရှိရန်တို့အကြောင်းဖွင့်ရပြောဆိုလာပါသည်။လောသင်းအားပြည့်တဲ့အပတ်ပဲရစ်မှာဇာတဲ့ဆက်ချောက်တင်ရှုံးတွေအစဉ်ပရမချော့ပွဲစဉ်မှာအီဒီယောရဲ့တလုံးနီသောအနိုင်ကိုနဲ့တကူကိုမရှိတဲ့အနိုင်ရရှိကြဖြစ်ပြီးကလာဖိုင်နယ်ကိုတက်ရောက်နိုင်ရည်အခြေအနေကောင်းနေတာလည်းပဲဖြစ်ပါသည်။ဒီရင်ကြမှာတော့ MF ကွဲမှာဒုတိယကြောက်ပွဲစဉ်ဖြစ် PSG အသင်းကိုဧည့်ခံရင်ဆိုင်စားရမှာလည်းဖြစ်ပါလိမ့်။နေပြစလော့ကဟုတ်ပါတယ် ျွန်တော်တွေလည်းဒီလိုပဲထင်ပါတယ်ကျွန်တော်တို့ရင်ဆိုင်သမျှအသင်းတွေထဲမှာ BST အသင်းကပြပြဇုံဇုံအသင်းဖြစ်နေပါတယ်ကျွန်တော်အားစနေမန်စီးရီးယားအသင်းတွေနဲ့ရင်ဆိုင်မှုပါတယ်တိတ်ပြီးကွာဟကြတော့မရှိပါဘူးဒါပေမဲ့ BST အသင်းအသင်းလိုက်ပေါင်းဆက်ကစားပုံဟာရန်ကိုကောင်းပါတယ်သူတို့ကချမ်းသာဆုံးကလပ်တွေထဲကတစ်ခုလည်းပဲဖြစ်ပါတယ်ကြည့်ကြတဲ့မန်နေဂျာလေးရှိနေတော့ရင်ဆိုင်ရတာတိတ်တော့မလွယ်ကူပါဘူးလို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့် လဘောတဲ့အောင်ခုရာဒီအန်ဖီမှာရှုံးပွဲတစ်ပွဲတည်းသာကြုံထားရပြီးစက်တင်ဘာလတုန်းက Northern Frost ကိုရှုံးနေကြတာလည်းပဲဖြစ်ပါလိမ့်။ဆလဘီယိုနေပြအောင်လင်းစတော့ကလဘောဘူးမှာအခုရာဒီဒုတိယမြောက်အန်ဖီရှုံးနေပွဲမဖြစ်လာစေရဲ့အတွက် PSG နဲ့ပွဲကိုအထုသတိထားထိခတ်မှုတွေပြီးတော့လာမှာမဟုတ်ကြောင်းလည်းဖွင့်ရပြောဆိုကြတာလည်းပဲဖြစ်ပါလိမ့်။သူကပွဲရန်နိုင်ရဖို့ပဲကျွန်တော်တို့ကစားပါလိမ့်။ပြီးကြတဲ့အပတ်တုန်းကဒီလိုပဲကစားပါလိမ့်။ဂန်စစ်တွေပိတ်ဆို့ကစားဖို့ကျွန်တော်လုံးဝမစဉ်းစားပါဘူး။ ။ဆိုတော့ကွဲပြားတဲ့ပွဲစဉ်တွေပဲဖြစ်လာပါလိမ့်မယ်။တရေချဖို့ဈာမမဟုတ်ပါဘူးလို့ဖွင့်ရပြောဆိုကြတာလည်းပဲဖြစ်ပါလိမ့်။လဘောဒင်းတွင်တရင်ကောင်တော်တန်းစစ်ဇာမာကဘိုဟာတရားကနေပြန်လဲကောင်းမွန်လာမှုနဲ့အတူ BSD နဲ့ပွဲမှာပြန်လဲပါဝင်လာနိုင်မှာလည်းပဲဖြစ်ပါလိမ့်။လဘောဒင်းအားပရမချော့ပဲရင်မှာဇာစဉ်တုန်းကကိုဘော့ကန်ချက်နှစ်ချိန်နဲ့တော့ရရှိခဲ့ပြီးအနိုင်ကိုရယူခဲ့တာလည်းပဲဖြစ်ပါလိမ့်။ BSD ရဲ့အသင်းကလဘောကိုဘော့ကို28ချိန်အထိချိန်ကြောင်းမှုပြုလုပ်ခဲ့တာဖြစ်ပြီးကိုသမားလည်းစင်ကောင်းလို့သာဂုံးပေးခဲ့ရတာလည်းပဲဖြစ်ပါလိမ့်။ ကစားမောင်းချုပ်ကိုခြေစွမ်းမကောင်းမနဲ့ငွေအလုံးအုံပေးရတယ်လို့ဖွင့်ရပြောဆိုလိုက်တဲ့ Sergeant Ruckley ရော်ဒရဲ့ဘူရက်ပန်ချင်း Sergeant Ruckley ဟာရော်ဒရဲ့ကစားမောင်းအချို့မှာလုံလောက်တဲ့ခြေစွမ်းကောင်းမှုမရှိကြောင်းနဲ့အချို့ဆိုရင်ငွေပိုပေးရကြောင်းဖွင့်ရပြောဆိုလာပါလိမ့်ဘီလီယနာကွင်းလန်ကစားမောင်းကက်စမီရိုတိုက်စစ်ကစားမောင်းဟွာလန်ကိုသမောင်းအော်နာနာတောင်မန်ကစားမောင်းတွေဖြစ်ကြတဲ့ဇန်ရှိုးအန်တိုနီတို့ရဲ့အမည်ကိုလည်းထည့်သွင်းပြောဆိုခဲ့တာလည်းဖြစ်ပါလိမ့် ။စာကျင်ဝက်ကလေးအောင်တသက်လုံးရတက်ကိုအားပေးလာသူဖြစ်ပြီး INUS ဆေယောဂရာဖြစ်သလိုအာဇာလောကမှာကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ထားသူလည်းဖြစ်ပါလေ။အသက်82နှစ်အရွယ်စာဂျင်ရက်ကလေးဟာပြည်တဲ့နှစ်တုန်းကဣတရီရဲ့ရှယ်ယာ28.6လေးရာတုန်းကိုပေါင်တိတမ3ဘီလီယံနဲ့ဝယ်ယူခဲ့ပြီးဘောလုံးကြီးအောင်ကိစ္စရက်တွေကိုထိန်းချုပ်လှုံ့ဆော်နေတာလည်းဖြစ်ပါရီ။ အခု BBC နဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာ Sergeant Ragley က Premier League အဆင့်16နေရာမှာရပ်တည်နေပြီးရုန်းကန်နေရတဲ့ United ဟာ2028ခုနှစ်မှာစူပါလီစကူးနိုင်ရေးတည်ဆောက်နေကြောင်းဖွင့်အားပြောဆိုခဲ့တာလည်းဖြစ်ပါရည်တဘက်မှာလဲစာဂျင်ရက်ကလေးအားလုံပေါင်း200ကိုရှော့ရှာက30ရှော့ရှာမှုလက်မှတ်ဇေနိုနေတိုးမြင့်ကောက်ခံမှုကြောင့်ပြည်သက်တရဆန္ဒပြတဲ့ဘိမှောက်မှုနဲ့ကြုံရသူလည်းပဲဖြစ်ပါလိမ့် မိုင်ရနယ်ရီယာနေပြဝေးတန်လက်ထက်ပြဿနာတက်မှုကြောင့်ထဲစီအသင်းကိုငှားချထားတဲ့ဆန်ရှိုအတွက်နေရာဒီမှာဒေါ်မကိုပေါင်း၁၈တန်းပေးချေအောင်မှလည်းပဲဖြစ်ပါတယ်။ဆာဂျင်ရက်ကလေးကတော့ဒီနေရာဒီမှာကျွန်တော်တို့ဝယ်ယူထားတဲ့ဈာမတွေကိုခင်ဗျားတို့ကြည့်လိုက်ကြပါဦး။ဝယ်ယူခဲ့တာကိုလည်းကြည့်လိုက်ပါ။ကျွန်တော်တို့အန်တိုနီကိုခေါ်ယူခဲ့တယ်၊ဂတ်စမီရိုကိုဝယ်ခဲ့တယ်၊အိုဒါနာကိုဝယ်ယူခဲ့တယ်၊ဟွာလန်ကိုလည်းဝယ်ယူခဲ့တယ်၊ဆန်ချိုကိုလည်းဝယ်ယူခဲ့ပါလေ။ဒါတွေအားလုံးအတိတ်မှာဝယ်ခဲ့တာတွေကြည့်ပါပဲ။ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ဖြည့်ရှင်းနေရတာပါ။ အခုခြေစီမှာစောင်းနေတဲ့ဆန်ချိုအတွက်ဒီနေရာဒီမှာကျွန်တော်တို့ပေါင်18တန်းပေးချေရပါဦးမယ်လို့ဖွင့်ရပြောဆိုကြတာလည်းပဲဖြစ်ပါလိမ့်။ယူရိုဒန်ရီယယ်ဘတ်ကိုငှားချတာလည်းအန်တိုနီအတွက်ပေါင်81.5တန်းပေးချေခဲ့ရတာလည်းပဲဖြစ်ပါလိမ့်။သူတို့ကနောက်22ခုနှစ်တုန်းကကက်စမီရိုကိုပေါင်တန်း80ပေးချေခဲ့ရသလိုဟွာလန်တွေလည်းပေါင်82တန်းပေးချေခဲ့ရတာလည်းပဲဖြစ်ပါလိမ့်။အော်ဒနာတွေပြောင်းရွှေ့ပြီးပေါင်60.2တန်းပေးချေခဲ့ရတာလည်းပဲဖြစ်ပါလိမ့်။ဒီဇာမရီအရလုံးဟာယူရိုဒန်မှာဈာစင်အတွင်းဝေဖန်ခံလိုက်ရသူတွေလည်းပဲဖြစ်ပါလိမ့်။ ဆက်လက်ပြီးတော့ဆာဂျင်ရက်ကလေးကအတိတ်ကိုဖယ်ရှားပြီးတော့အနာဂတ်နေရာကိုရောက်ဖို့အချိန်ရပါမယ်။အချို့ကလည်းအကောင်းကြီးတော့မဟုတ်ပါဘူး။အချို့ကလုံးဝငွေပိုးပေးရတာတွေရှိပါတယ်။ဒါပေမဲ့ကျွန်တော်တို့မှာတောင်းယူမှုတောင်းခံမှုအပြည့်ရှိပါတယ်။စိရင်အင်းလည်းရှိထားပြီးသားပါ။ချိန်တော့ယူရပါလိမ့်မယ်။အတိတ်ကနေအနာဂတ်ကိုသွားဖို့ဒီအကူပြောင်းကာလလေးတော့ရှိပါတယ်။အခုအသင်းမှာအရန်ကောင်းတဲ့ဇာမအချို့ရှိနေပါလိမ့်။ဥပမာဆိုရင်အသင်းကောင်းဆောင် Bruno Fernandes တို့ပေါ့။ဒီလိုဇာမမျိုးတွေဟာအများကြီးလွယ်ပါတယ်လို့ဖွင့်ရပြောဆိုကြတာလည်းပဲဖြစ်ပါတယ်။ ရော်ဒန်အနွေမလာတို့ကအရစ်တန်ကိုထုတ်ပေးပြီးအာမော်ရီကိုခန့်ပြီးအပြောင်းအလဲပြုလုပ်ခဲ့တာလည်းဖြစ်ပါလိမ့်။ဒါပေမဲ့ယူနိုက်တက်အသင်းဟာအာမော်ရီရဲ့လက်ထက်26ပွဲမှာ6ပွဲတိရှုံးနေထားပြီးအပြောင်းအလဲတည်တည်မာမာတော့မဖြစ်သေးပါဘူး။အဝင်းနဲ့ပတ်သက်ပြီးတော့ဆာဂျင်ရက်ကလစ်ကရိုဘီအာမော်ရီတို့ရဲ့အသင်းမှာကစားမရီရေးရှင်နိုင်မှုဥမာဆိုရင်ဒိုင်ယာပြဿနာတွေများပြားနေမှုကိုထိလိုက်ရင်သူ့ရဲ့အခက်အခဲကိုခမရလို့လည်းမြင်နေမယ်လို့ထင်ပါလိမ့်။အယောသာဆုံးပြောရရင်တော့သူအကောင်းဆုံးလှုပ်ထားနိုင်ပါလိမ့်။ရိုဘီအာမော်ရီကငယ်ရွယ်ပြီးအရန်တော်တဲ့သူတယောက်ပါ။အရန်တော်တဲ့မန်နေဂျာပါ။ ဒီပါကြာကြီးရှိနေပါလိမ့်မယ်လို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။အကောင်းဆုံးပုံစံမရလို့နယ်သာလန်ရဲ့လယ်စွန်အသင်းမှာဇာစီကိုမခေါ်ယူခဲ့တာလို့ဖွင့်ရပြောဆိုလိုက်တဲ့ရော်နယ်ကိုမန်။နယ်သာလန်ရဲ့နှီးပြရော်နယ်ကိုမန်ကနောက်ဆုံးနယ်သာလန်ရဲ့လူစင်မှာယူရတဲ့တက်ဆက်ဇာမဇာစီကိုချန်လက်ထားခဲ့မှုရဲ့နောက်ခွဲကအကြောင်းရင်းကိုဖွင့်ဖွင့်လင်းလင်းပဲဖွင့်ရပြောဆိုလာပါလိမ့်။ နယ်သာလန်အကူလာနောက်ပိုင်းမှာစပိန်နဲ့အတူ Nation League Quarter Final ဒုတိယကြော့အရင်ဆန်စားရမှာလည်းဖြစ်ပါလိမ့်စပိန်ရဲ့ပွဲစဉ်မတိုင်ခင်နယ်သာလန်နေပြော Ronald Koeman ဟာလူစင်းချိန်ညာခဲ့ရမှာဇာစီကိုချန်လက်ခဲ့တာလည်းဖြစ်ပါလိမ့် Ronald Gomez ဇာစီရဲ့လက်ရှိအချိန်မှာလုံလောက်တဲ့ကောင်းမွန်မှုမရှိလို့ခြံထက်ထားခဲ့တာဖြစ်ကြောင်းဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဇာစီကတော့ဘလော့နာကနေ Iran ရဲ့အသင်းကိုပြောင်းရွှေ့ပြီးတဲ့နောက်ပြိုင်ပွဲအရရဲ42ပွဲကစားခွင့်ရရှိထားပေမဲ့6-9ရက်သာသွင်းယူထားနိုင်တယ်လို့နှစ်ချိန်နဲ့လည်းဖန်တီးပေးထားနိုင်တာလည်းပဲဖြစ်ပါလိမ့်။ ရော်နယ်ကိုမန်ကတော့အခုအချိန်မှာသူအကောင်းဆုံးပုံစံရနေတယ်လို့မထင်လို့ကျွန်တော်ချမ်းသာခဲ့တာပေါ့သူရဲ့လှုပ်ဆောင်ချက်တွေအားလုံးမှားနေတယ်လို့ကျွန်တော်တွေးနေရပါတယ်ခြေစွမ်းနဲ့ကြံခံမှုကအရေးကြီးဆုံးပါပဲဒါပေမဲ့အများအားတော့မဟုတ်ပါဘူးကျွန်တော်မှခံစင်မှုတွေ၊ကိုယ်နဲ့ဇာမတွေအများကြီးရှိပါလိမ့်။ရှေ့ထဲမှာလည်းလိုနေပါသေးတယ်။အခုသူနဲ့ထိုက်တန်နေလို့မထင်ပါဘူး။နောက်ကျရင်ကျတော့ရွေးချယ်ခံရနိုင်ပါလိမ့်လို့ပွင့်ပွင့်လင်းလင်းပဲဖွင့်ရပြောဆိုကြတာလည်းပဲဖြစ်ပါလိမ့်။ကျေးဇူးတင်ပါတယ်။ဗိုက်တဲ့မျိုးလုံးကိုစိတ်နှစ်ဖြာကျမ်းမာချမ်းသာကြပါစေခင်ဗျာ။